မလွဲပါဘူးတာရယ်ငါသားစိတ်ထင်လို့ဖြစ်မှာပါကိုကြီးထပ်ပိုင်းသမီးနဲ့ဒါတို့ရဲ့လက်ထပ်ပွဲအတွက်အန်တီမေကိုတေချာဂရိတောင်းခဲ့တာတာတားရဲ့လီလီဆက်ရှိစဉ်ကလက်ထပ်ပွဲတစ်ခုစီစဉ်ခဲ့တာငါသားသိတယ်နော် ကျွန်တော်သိပါတယ်အန်တီမီတက်ရှိထင်ရှားရှိနေတဲ့အချိန်တွေမှာတားနဲ့မူမူသူရဲ့လက်ထွက်ပွဲကိုအမြန်ဆုံး အကောင့်ထဲပေါ်သွားခြင်းနဲ့တားပြအန်တီမီကျွန်တော်ကျွန်တော်နဲ့မူမူသူရဲ့လက်ထွက်ပွဲဟုတ်တယ်တား မောင်လေးစပိုင်ကအန်ဒီမေကိုတာရုံညောင်ရဲ့လက်ထပ်ပွဲအတွက်တာဝန်ပေးခဲ့တာအန်ဒီမေမတည်ခင်ချိန်တွင်းမှာအဲ့တာဝန်ကိုကျေးသွားခြင်းနဲ့တားရင်အန်ဒီမေလီလီဆက်စီစဉ်ခဲ့တဲ့လက်ထပ်ပွဲဟာကျွန်တော်နဲ့မူမူတူရင်လက်ထပ်ပွဲဆိုတော့ဟုတ်လို့လား ကျွန်တော်စိတ်ထဲမှာတခုခုလွဲနေတယ်လို့ခံစားနေရတယ်မလွဲပါဘူးတာရယ်ငါသားစိတ်ထင်လို့ဖြစ်မှာပါကိုကြီးထပ်ပိုင်းသမီးနဲ့ဒါတို့ရဲ့လက်ထပ်ပွဲအတွက်အန်တီမေကိုတေချာဂရိတောင်းခဲ့တာတာမင်းကလေးရှင်ဘက်ကဒီလိုစကားပြောတာအန်တီမေရှက်စရာကောင်းမှန်သိပါတယ်တာရယ်ဒါကလည်း မောင်လေးဆက်ပိုင်းရဲ့ဆန္ဒဖြစ်တယ်လို့အန်ဒီမီရဲ့တာဝန်ဖြစ်တာကြောင့်အန်ဒီမီကရှေ့မြင်တာနောက်ထားပြီးတော့ငါသားကိုငါသားကိုပြောရတာပါအန်ဒီမီကျွန်တော်အနေနဲ့ကလေလက်ထပ်ဖို့ကိစ္စကိုကျွန်တော်မလုံးစေချင်ဘူးညီမလေးနဲ့ကအခုမှပြန်တွေ့ရတာညီမလေးကိုအချိန်ပေးခြင်းတည်း တော်ဘုကိစ္စကိုနောက်မှအေးစီစူးနေကြတော့ကောင်းပါပြီကွယ်အန်ဒီမင်းနားလဲပါတယ်တာညီမလေးနဲ့ပြန်တွေ့တဲ့ချိန်တွင်မှာအန်ဒီမင်းဒီလိုစကားတွေပြောနေရတဲ့အတွက်အန်ဒီမင်းအားနာလှပါတယ်ဟိုတာပြောသလိုပဲလက်ထက်တဲ့ကိစ္စကိုနောက်မှအေးစီပြောကြတာပါကွယ်နော်နားလဲပြီလို့ကျေးဇူးတင်ပါတယ်အန်ဒီမင်း တောက်အန်တမီပေးစရာတခုရှိတယ်။ဟာလေလေ။ရတာ။ဒါနိုင်ငံညမှာရှိနေတော့ကတားရဲ့လေးလေးစက်ကတားအတွက်ဆိုပြီးတော့ခြံထားခဲ့တဲ့စာအုပ်လေး။အန်တမီတာဝန်တခုပြီးသွားပြီပေါ့ကွယ်။အဲဆိုအန်တမီပြန်လိုက်တော့မယ်နော်။ဟုတ်အန်တမီခဏခဏ။ ဘုံတဲ့အနေမျိုးလာခေါ်ပေးပါဘုံတဲ့အနေမျိုးအိမ်ထိတေချာလိုက်ပို့ပေးလိုက်ပါဟုတ်ကဲ့ပါကိုနေတော့ဒါတော့ပြီနော်ဟုတ်ကဲ့ သတင်းမျိုးစုံကြားပြီးရောက်လာတာဒီတစ်ခေါက်ကောဘာကိစ္စရလဲပြင်းစရာဘာတွေတောင်းပြန်နေလဲစိတ်တဲ့အောက်တန်းကြတဲ့သူတွေလိုက်ရောပြီးပေးကမ်းကူညီမိအဲ့ကူညီကိုသူတို့ရတဲ့ရထိုင်လို့ရကြတယ်လို့ထင်ကြတယ်တော်မီမီသူတို့သားမိလဲအဲ့အတိုင်းပဲလိုက်ရောအလျှော့ပေးရတာနဲ့မတန်အောင်တခါအလျှော့ပေးလိုက်တာနဲ့တဆင့်မီတဆင့်ကန့်တက်လာကြတော့တာပဲမိပြီနင်ကအဲ့လိုအောက်တန်းကြတဲ့သူတွေကိုအလျှော့ပေးလိုက်တာဟုတ် အစကလေးကသူတို့စိတ်တိုင်းကြချဲလွယ်ခွင့်မပေးခင်အခုချိန်ဒီလိုဖြစ်လာစရာအကြောင်းအမရှိဘူးငါရှော့ပေးရဲဆိုတာလဲငါအေးဆေးနေခြင်းလို့ငါထွက်ပေါက်ငါရှာခဲ့တာဒါမှငါမသိလိုက်တာငါဝင်ကဘာထဲမှာပြိမ့်နေရဲဆိုတာပဲဇလန်းမျိုးစုံကနင်းပန်းကေးရမှာမရှိတော့တာနင်းနောက်ကိုထက်ချက်မခွာလိုက်တာပဲငါဘွားမပတ်သက်ခြင်းလို့အေးဆေးနေရတာငါအလုပ်ထင်လာပြီးနှောက်ရက်နေကြသေးတယ်ဒီတစ်ခေါက်ကောနင်းစရာဘာတွေဓမြတိုက်ပြန်ပြီလဲ ငါ့ဒီအလုပ်ကနေထွက်ခိုင်းနေကြတယ်။ဘာ?ဒါတော့သူတို့တော်တော်တရားလွန်ပါရင်နော်။နင်ကဘာလို့လဲ။သူတို့ပြောသူတို့လုပ်ပေးဦးလို့လား။ဒီတခါဘာမှလုပ်ပေးစရာအကြောင်းမရှိဘူးနော်။နင်ခံစားချက်နဲ့နေနေပြီးတော့နင်လုံနေဆက်လုပ်ပါ။အေးစေးနေရဆိုရင်ပဲငါအလောက်ထိတီးခံနိုင်စွာမရှိဘူးမေရီ။စိတ်ချ။ငါဒီအလုပ်ကနေမထွက်ဘူး။မမရမ။အဲ့ဒါရောက်လာလား။ အဲ့တယ်မဟုတ်ပါဘူးတက်လျာရဲ့မမတငယ်ချင်းမေရီမေရီဒါငါပြောပြောနေတဲ့တက်လျာဆိုရင်ညီမလေးဩရှင်မကိုခင်လို့မမကိုလည်းခင်လို့ရရယ်နော်ဟုတ်ကဲ့တက်လျာညီမလေးလာထိုင်နေလားမမညီမတက်လျာဆုံးဖြတ်လိုက်ပြီတက်လျာကိုကုစီမှာဝန်ခံလိုက်တော့မယ်တကယ်လားကောင်းတာဗောတက်လျာရဲ့ဟုတ်တယ်မမ တက်လျာကိုကိုဟန်ဆောင်မှုကင်းကင်းနဲ့ပဲရင်ဆိုင်ခြင်းနဲ့ဖုံးကွက်ထားတာတွေကတက်လျာတက်ကောကိုကိုတက်ကောပင်မန်းလိုက်မယ်လို့တက်လျာမြင်တယ်ဒါပေါ့လောကမှာအမှန်တရားဆိုတာလွတ်လပ်ခြင်းကိုပေးဆွမ်းနိုင်ဆုံးပဲမမတို့အမှန်တရားကိုဖုံးကွက်လိုက်တာနဲ့မမတို့လွတ်လပ်ခြင်းတွေကဆုံးရှုံးသွားတာပဲတက်လျာရဲ့ဆုံးဖြတ်ချက်ကမှန်ကန်တယ်ဘာမှစိတ်မပူနဲ့တက်လျာဘက်မှာမမတယောက်လုံးရှိဟုတ်ပြီလား လီလီသွင်းငါ့ကိုဘလိုဖြစ်ဖြစ်ဒီရောက်လာအဲ့တော့ငါမေးရမှာဒီเจ้ามาရှိနေရမှာလေဘလိုဖြစ်ဖြစ်ဒီရောက်လာလဲအเจ้าမသွားကြင်လို့ဘောဘာဖြစ်လို့လဲလီလီသွင်းဒီပုံစံကိုလည်းဒီပြန်ကြည့်အောင်ဘလိုဖြစ်လာလဲခုတယောက်ကဘာလုပ်လဲမြို့ကအဲ့လိုကလေးတစ်ချို့အောင်ကြမ်းတဲ့ပုံတွေနဲ့မပေါင်းလဲလို့ပြောထားတယ်လေခင်ဗျားလုံလာပြီနော်ခင်ဗျားပါစပ်ကိုပိတ်ထားလိုက်အမဘာကိစ္စနဲ့ပြတ်ရပါလဲ။နေရကလေးကချင်းမလို့ငါကလေးကချင်းလို့ပြောရလေ။ခင်ဗျလွန်လာပြီနော်။ဒါလက်ပါပြီ။ဟဲ့။မင်းပြုတ်ကိုထိန်းစမ်းငါမှ။မမှုသွင်း นี่เลยง่าลาส่งมาเลมง่านี่ถ้าเงียเลยสวยไหม่เฮ้ส่งมาดูทำไมง่ามาเปล่านี่มาเปลี่ยนได้ยูล่ะ นี่มาเปลี่ยน นี่มีหน้าผมไม่เช่าไรแต่ละตาน้อยใจเช่าไม่เอาสภาอามาแข็งอ่ะลิลี่ตัวลิลี่ตัวนี่บ้าเปี่ไหนอะไนี่เอ้ยเปลี่ยนมาแล้วเนี่ยนี่เอ้ยเปลี่ยนอะไรนี่นั่งอ่ะไรก้าวเอาด้วยไหม ဟယ်လိုမမေမမေတမီလီလီကိုနိုင်အောင်ထဲအောင်အခုအပြင်မှာတွေ့ခဲ့တာတခုခုတော့တခုခုပဲတော်ကြအချုပ်ထဲကိုထက်ရောက်နေဦးမယ်သူ့ပုံစံအမှုမမှန်ဘူးမမေရဲ့ဒီကောင်မလေးကတော့ဘာတွေမှွေပြန်ပြီလဲမသိပါဘူးသူ့တခါအိမ်ပြန်ခေါ်သွားလိုက်လေခေါ်တာပဲမလိုက်ဘူးလုံးဝမလိုက်ဘူးမမှုကတော့မပြန်ရိုက်တော့မယ်အတိုင်းပဲအေးထားလိုက်တော့ငါလည်းပြင်ရောက်နေလို့အိမ်ပြန်လာမှဒင်းနဲ့ငါနဲ့တွေ့မယ်အော်မမေဒီနေ့ကုမ္ပဏီကိုအန်တီမီလာသွားသေးရဲ့ ရင်ကကုမ္ပဏီကိုလာရဟဲ့လားဘာကိစ္စလဲ